သူမရဲ့ပိုင်ဆိုင်မှုတွေရဲ့နောက်ကွဲကအကြောင်းတွေကိုဖော်ထုတ်ခင်ရပြီးတော့ပြင်းထန်ဝေဖန်ခံနေရတဲ့ခံနေဝေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Sally Space X ကနေပြန်လည်ကြိုဆိုလိုက်ပါရီ တမိုင်းရဲ့ပိုင်ဆိုင်မှုတွေကနောက်ွယ်ကအကြောင်းတွေကိုဖော်ထုတ်နေကြပြီးအပြင်းထန်ဝေဖန်ခံရသူကတော့ပရိုက်တာမင်းသမီးကြီးလို့အများသိကြတဲ့ပြုတ်ဆောင်ခိုင်းနေဝေပဲဖြစ်ပါရင်ငနေပေးကြီးဖြစ်ွားချိန်မှာဒုက္ခရောက်သူတွေကုညီဖို့အတွက်ပြုတ်ဆောင်ခိုင်းနေဝေကတမိုင်းရဲ့ပရိုက်တာဖောင်ဒေးရှင်းကနေချက်သိန်းတထောင်မှတည်ပြီးတော့စတင်လုပ်တန်းခဲ့တာပါနိုင်ငံတော်ဝန်ကအလို့ရှင်နေအမှုပညာရှင်တွေနဲ့ပြည်သူတွေကခိုင်းနေဝေဖောင်ဒေးရှင်းထံကိုငွေကြေးတွေများများလုပ်တန်းကြတာပါ လက်ရှိချိန်ထိလည်းအလူငွေချက်သိန်းပေါင်း9000ကျော်ရရှိထားတာဖြစ်ပါတယ်။ဒီအလူငွေတွေကိုတရုတ်ဆောင်ခန်းနေဝေကမန်လေးစကိုင်းနေပြီးတော့နေငလီဘေးတန်ခင်ရတဲ့ပြည်သူတွေစီတောင်းရောက်ကူညီခဲ့တာပါ။ဖုန်ကြီးကျောင်းတွေပြန်လည်ပြုပြင်တည်ဆောက်ဖို့လူဒန်းခဲ့တယ်လို့စေယုံတွေအတွက်လိုအပ်တဲ့မီးစံနဲ့အခြားကုသရေးပစ္စည်းကိုလည်းလူဒန်းပေးခဲ့တာပါ။ဒါပေမဲ့လည်းပြီးခဲ့တဲ့ရက်ပိုင်းမှာတော့အလူငွေတွေကိုငလီဘေးတန်ခင်ပြည်သူတွေထံ တအိမ်တောင်ကိုချက်နေသိ20သိလူတန်းပေးခဲ့တာပါတကယ့်ဘေးဒုက္ခရောက်သူတွေကအလွန်ငွေမရရှိပဲနဲ့အခြားသူတွေရရှိသွားတာကြောင့်ဝေဖန်မှုတွေရရှိလာခဲ့ပါတယ်လူပေးလိုက်တဲ့သူတွေကတကယ့်ငွေလင်းပေးတဲ့သူတွေအမှန်တကယ်ဖြစ်ရလားဆိုတာလေစစ်စစ်ခွဲခြားမှုမရှိခဲ့ပါဘူး ဒါကြောင့်ပြည်သူလူထုအလွန်ငွေတွေကိုစနစ်တကျမစီမံတဘူးဆိုပြီးတော့သူမကိုဝေဖန်ကြတာပါ။ဒါအပြင်လည်းငွေကိုစနစ်တကျစီစစ်ပြီးတကယ့်လူအတန်နီယာကိုလိုအပ်တယ်လို့လူတန်းပေးနေတဲ့နှွေပိုးအိမ်အထည်ဆိုင်တရုတ်ဆောင်ကူကူနဲ့ဆယ်လီပူတူတို့ကိုနမူနာယူတင်ကြောင်းထောက်ပြနေတာပါ။နောက်ထပ်တစ်ခုကတော့နေပြည်တော်ပြင်မနာကငလင်းကြောင့်ထိခိုက်သူတွေအတွက်အလွန်ငွေ3000ကိုအုပ်ချုပ်ရေးမှုနဲ့ယာယီမှုတွေထံမှလွှဲပေးခဲ့တာကြောင့်ဖြစ်ပါရင်တကယ်နေနာသူတွေထံတိုက်ရိုက်ပေးရခြင်းမရှိဘဲအခုလိုလွှဲပေးလိုက်တာကြောင့်အများပြည်သူကစိတ်ပြက်လက်ပြက်နဲ့ပြောလာခဲ့တာပါ။ င်းသမီးခန်နီဝေကတော့သူမတို့အနေနဲ့တအိမ်တက်စင်းအလူငွေလိုက်ပေးဖို့မဖြစ်နိုင်တဲ့ကြောင်းနဲ့အုတ်ချုပ်ရည်မှုတွေစီမားပေးထားတဲ့ထိခိုက်နေတာသူစီးရင်တိုင်းသာလူတိုင်းကကြောင်ပြန်လည်ရှင်းပြလာခဲ့တာပါ။ငလင်းပေးကြောင့်ထိခိုက်ပျက်စီးမှုရှိသူတွေအနေနဲ့လည်းရက်ကွက်ရုံမှာစီးရင်ပေးထားခဲ့ရင်အလူရှင်တွေလာလျှောက်လူတွေခါပုံမစင်ပြပြနဲ့လူတန်းနိုင်မှာဖြစ်တယ်လို့ဆိုခဲ့ပါရီ။အခုချိန်မှာတော့တရုတ်ဆောင်ခန်နီဝေရဲ့ပိုင်ဆိုင်မှုတွေနဲ့နောက်ကျောင်းနေဖော်ထုတ်ခင်ရပြီးသူမပေါ်ဝေဖန်တိုက်ခတ်မှုတွေရှိလာခဲ့တာပါ။မင်းသမီးခန်နီဝေအနေနဲ့ရွှေတောင်ကျောင်းမှာခန္ဓာကြီးကျတဲ့အေဂျီပိုင်ဆိုင်ထားတယ်လို့ဆိုပါရီ။ကို ွန်တိုတခန်းစာလောက်ရှိတဲ့အဝက်လဲခန်းကြီးလေးရှိပြီးတင်းထောင်ကျော်တန်းသုံးဆောင်ပေါင်းများစွာလေးပိုင်ဆိုင်ထားလို့ဆိုပြီးတော့ထုတ်ပေါ်လာပါတယ်။ Brighter လုပ်ငန်းတွေလှုပ်ရှားပြီးနောက်ပိုင်းမှာလေးသူမကျေဝါချမ်းသာမှုတွေပုံမတိုးပွားလာကြောင်းဆိုခဲ့ပါတယ်။ ။ဒီနေ့မှာရုပ်ရှင်စကားနှစ်ကားလောက်သာရိုက်ကူးရပြီးတော့အခြားစီးပွားရေးလုပ်ငန်းလေးမေမေရရမရှိသူဖြစ်ကြောင်းပြောလာခဲ့တာပါ။ဒါပေမဲ့လေရာကျော်တဲ့ branded လက်ကင်အိမ်မျိုးစုံ၊နိုင်မျိုးစုံကိုပိုင်ဆိုင်ထားကြောင်းဖော်ထုတ်လာခဲ့ပါရီ။အလက်တလောအနေနဲ့တော့ social media ပေါ်မှာသူမပေါ်မှာဝေဖန်မှုတွေပြင်ထန်နေခဲ့တာပါ။သူမကိုပြည်တင်ဝေဖန်သူတွေနဲ့သူမရဲ့ fan တွေကြားမှာလေထုံးစံတိုင်းလီလိုင်းတိုက်ပွဲတွေဖြစ်နေကြပြီဖြစ်ပါရီ။မင်းသမီးကြီးခိုင်နေဝေကအလွန်ငွေတွေပေါ်မှာမတမာမှုရှိတယ်ဆိုပြီးဝေဖန်ပြည်တင်နေကြတဲ့ပေါ်ပရိသတ်တွေရောဘလိုမျိုးထင်မိကြပါသလဲရှင်။မိမိတို့ရဲ့ ထမင်းချက်လေးတွေကိုလည်းဗီဒီယိုလေးတွေအောက်မှာဝေဖန်မှတ်ချက်ပြုခဲ့ဖို့အတွက်တောင်းဆိုလိုက်ရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။နောက်ပြီးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။ပရိသတ်တွေအားလုံးလည်းကြိုဆိုင်ကြပါရှင်မြမပြည်သူအပေါင်းကက်ကြီးသုံးပါးပေးကနေအမြဲဆုံးကင်းဝေးပါစေဖို့အတွက်ကျမတို့ရဲ့ဘေးလေးကနေပြီးတော့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်